ဝိပဋိတရား၄ပါးဆိုတာပျက်စီးမှုအခြေအနေမကောင်းတဲ့အခြေအနေ၄ညာကိုဆိုတယ်ကာလဝိပဋိခေမကောင်းတာជីវ ंड ုတ်တဲ့ဖို့ခေမကောင်းဘူးစပြေးဒုက္ခဖြစ်နေရတယ်တခြားသဘာဝပေးရနေခံနေရတယ်အဲ့လိုအချိန်အခါမျိုးတွေမှန်ဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆိုရင်ဒုတိယကမ္ဘာစစ်စင်ပြီး တောက်ခံရတဲ့နေရာတွေဆိုလို့ရှိရင်ဘုံကျဲလို့ကိုနေရကိုမနေနိုင်ဘူးဘုံကျဲတဲ့ထဲသေးတယ်လူသေးထွက်ပြေးတယ်လူပြေးအဲ့ဒါလို့ကစင်ကလျားဖြစ်နေတဲ့အချိန်ကာလဝိပတိလို့ခေါ်ကာလဝိပတိအချိန်မှာကုသကံကမကယ်နိုင်ဘူးကုသကံရှိလဲအကျိုးမပေးဘူးကာလဝိပတိဖြစ်အဲ့ဒီအချိန်မှာအကုသူတွေကတောမေးလောင်တော့တောကြောင်လက်ကမောင်းခတ်ဆယ်တယ်အကုသူတွေကအကျိုးပေးလာတယ်မကောင်းတာတွေနဲ့ကြည့်ပဲတွေ့ရချို့ကအဲ့လိုအချိန် ခေဆိုးကာလာဆိုကြီးမှာအသက်ခံရတဲ့လူတွေရှိတယ်။ဘဝဆုံးရှုံးသွားတဲ့လူတွေရှိတယ်အများကြီးပဲ။နော်။ကာလဝိပတိလို့ခေါ်တယ်။နောက်တစ်ခုကတော့ဥပတိဝိပတိ။ရုပ်ဆင်းပြည့်ယွင်းနေတယ်။ညစီကန်းနေတယ်၊သုံးမုတ်ခြေတော်ကျိုးနေတယ်။ဘဝမှာမပြည့်မစုံတစ်ခုဖြစ်လာတယ်ဆို။ဥပတိဝိပတိ။ သူဟာဘယင်းသားဖြစ်ပေမဲ့လို့မျက်စိတစ်ဖက်ကန်းနေရင်မင်းမဖြစ်တော့ဒီလိုဆိုလို့လားပေါ့နော်လက်ကျိုးချီကျိုးဖြစ်နေလေသူ့ကိုဘယ်သူမှမင်းမမြောက်တော့ဘူးအဲ့ဒါဥပရိဝိပတိဘယင်းသားဖြစ်နေပေမဲ့လို့ကန္တရားကဘယင်းဖြစ်အောင်လုပ်မပေးနိုင်တော့ကုသကံလုပ်မပေးနိုင်တော့ဘူးဥပရိဝိပတိရုပ်ဆင်းအင်္ဂါရဲ့ချိုးယွင်းပြည့်စုံမှုအဲ့လိုဆို ဂတိဝိပတိဆိုတာကြတော့မကောင်းတဲ့ဂတိကိုရောက်ဥပမာလောကမှာဖျားပွက်နေတယ်ဖျားပွက်နေတဲ့ချိန်မှာလူတယောက်ဟာဖျားဝေးဖျားနဲ့ဝေးတရားတဲ့ဝေးတဲ့နေရာမှာရောက်နေတယ်အတိညာဘယ်လိုပဲရှိရှိတရားသာမကြားရလို့သောတာပန်မဖြစ်နိုင်တဲ့လူတွေအများကြီးဖြစ်သွားတရားမှုမရတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားကတိဝိပတ္တိလို့ဆိုရဲတရိစ္ဆာန်ဘုရားပြိတ္တာဘုရားအတူတကယ်နာမရှိတဲ့ နာကြားဖို့ရုပ်မရှိတဲ့အရုပ္ပမဘုံတို့ရောက်နေတယ်ဆိုရင်ဘုရားပွင့်ပြီးတရားဟောနေတာသူ့အတွက်တော့ဘာမှအချိုးခံစားမှုမရအဲ့လိုမျိုးကိုဂတိဝိပတိလို့ခေါ်တယ်။ဩဃတတိုင်းမှာပါတယ်ရပ်ဖြစ်ရှိပါဆိုဂတိဝိပတိတွေဖြစ်ရပ်ဖြစ်ရှိပါအရက်ဖြစ်ပြရာဖြစ်တဲ့အခြေအနေတစ်ခုဟာအခွင့်အရေးမသားတဲ့ တရားရုမရနိုင်တဲ့အသိဉာဏ်မဖြစ်နိုင်တဲ့ဘဝမျိုးတွေလို့ဆိုလိုတယ်နောက်တစ်ခုကတော့ပယောဂဝိပတ္တိလို့ပယောဂဆိုတာလုံလဝီရိယကိုပြောတာလုံလဝီရိယလှုပ်တင်ရင်တန်းနဲ့မလှုပ်ဘူးဆိုပါလို့မိဘကလည်းပစ္စည်းတက်နိုင်တယ်ကြောင်ကောင်းကောင်းနဲ့ထားတယ်စာကျိုးစာရကျိုးစာပြီးတော့မတင်ဘူးကြောင်းကြီးပဲလစ်နေတယ်ဆိုရလူက ဖွယ်လဲမရဘူးစားလဲမတတ်ဘူးเนาะပယောကဝိပတိလုတ်တင်လုတ်ထိုက်တာတွေမလုတ်ဘူးဆိုလို့ရှင်ကိုယ့်ရဲ့လုံလဝိရိယချုံငဲ့သွားလို့ရှင်ねအောင်မြင် ကြီးပွားမှုတွေချုံငဲ့သွားတယ်အဲ့ဒါကိုဝိပတိ၄ပါလို့ဝိပတိတရား၄ပါမှလုတ်ခဲ့ရပါလို့ဤလို့ဆူတောင်းနေတာကိုယ်တိုင်လုံရမဲ့အလုပ်ကိုလုတ်ဖို့လို့တယ်ပေါ့ဒါတွေဟာ ုသိုလ်ကံအကျိုးမပေးနိုင်မနဲ့အကုသိုလ်ကံဟာသာအကျိုးပေးသွားနိုင်တဲ့အနေအထားမျိုးတွေအဲ့တော့ဂတိဝိပတ္တိဆိုတဲ့မကောင်းတဲ့ဂတိမရောက်ဖို့ဥပရိဝိပတ္တိဆိုတဲ့ကိုယ်ကံရကျိုးစင်အင်္ဂါချိုးရမှုကာလဝိပတ္တိဆိုတဲ့အချိန်ဇိုးနဲ့မကြုံရမှုအဲ့ဒါတွေကတော့ဆူတောင်းတယ်ဆိုတာတဘာဝကြသေးတယ်ပယောဂဝိပတ္တိဆိုတာတော့ကိုလုံးရမဟာလောက်ကိုလုံးရပါသူကဆူတောင်းနေရမဟာတော့မဟုတ်ဘူး ဘဝတစ်ခုရလာရင်ကြိုးစားအထောက်အပံ့လို့ဆိုလို့ရတယ်